ဒီနေ့တူကြုံမှာတော့နိုင်ငံရေးအပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဆာနာအေးတက်ကာအီချီဟာမဲပြတ်တဲ့ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အောက်ပွဲခံတန်းတွေမတိတ်ခင်မှာပဲဈေးကွက်ရဲ့တုံ့ပြန်မှုကချက်ချင်းဆိုလိုထွက်ပေါ်လာခဲ့ပါတယ်။တက်ကာအီချီရဲ့အောက်ပွဲသတင်းထွက်ပေါ်လာပြီးနိုင်ပိုင်းအတွင်းမှာပဲဂျပန်ရန်ငွေတန်ဖိုးဟာ6ရက်အတွင်းအနိုင်ဆုံးအဆင့်ကိုထိုးချသွားခဲ့ပါတယ်။ဒီနေ့မြောက်နံသူတွေဟာတက်ကာအီချီရဲ့ဘန်ဒါရီအသုံးစိတ်တို့မြင့်မဲ့မူဝါဒနဲ့ငွေကြေးမူဝါဒဖြေလျှော်ရေးကို ထောက်ခံမှုတွေကြောင့်ဂျပန်ဘူဘန်ရဲ့အတိုးနှုန်းမြင့်မဲ့အလားအလာကိုမတိမကြားဖြစ်စေတယ်လို့ရှုမြင်ကြပါတယ်။ HSBC ရဲ့စီးပွားရေးပညာရှင်တဦးကတော့ဂျပန်ဘူဘန်ဟာရှီတိုမီယာနောက်ဆုံးမြောက်အခြေရိုက်နေပြီလို့တောင်သုံးသပ်ခဲ့ပါတယ်။တကာအီချီဟာနိုင်ငံရေးအရေးပါတဲ့အပြည့်အစုံတစ်ခုလုပ်ခဲ့ရပါတယ်။သူ့ရဲ့ LDP ပါတီဟာလက်ရပါတီငယ်တစ်ခုဖြစ်တဲ့အရှင်ပါတီနဲ့ညောင်မောင်းဆွေရဖွဲ့စည်းခဲ့ပါတယ်။ဒီမှာမိတ်ဖွဲ့မှုကတကာအီချီကိုဝန်ကြီးချုပ်ဖြစ်ဖို့လိုအပ်တဲ့မဲရည်အတွက်ကိုတည်ကြာစေခဲ့ပါတယ်။ဒီပါတီနှစ်ခုလုံးဟာ ဂျပန်ရဲ့ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ရေးဆွဲလိုပြီးလူဝင်မှုကြီးကြပ်ရေးကိုပုံမတင်ကျပ်လိုတဲ့တုန်ကြီးရဲ့ရှေးရိုးဆွဲရည်တည်ချက်တွေရှိနေပါတယ်။ဒါပေမဲ့ဒီနေ့မှာအများဆုံးဝေဖန်ခံနေရတဲ့အချက်ကတော့ကြားမတန်းတူညီများရေးဆိုင်ရာဂရီကိုနဲ့လက်တွေ့အကြားကွာဟမှုပါပဲ။တကာကြီးချီဟာသူ့ရဲ့မဲဆွေအပွဲတုန်းကကက်ဘိနက်အဖွဲ့မှာမျိုးသမီးကိုစားပြုမှုကိုနော်ထဲနိုင်ငံတွေနဲ့မနှိမ်ကျစေရဘူးလို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ကြီးညာခဲ့တဲ့ကက်ဘိနက်အဖွဲ့ဝင်၁၈ဦးမှာ န္ဓာရေးဝန်ကြီးနဲ့စီးပွားရေးလုံခြုံရေးဝန်ကြီးဆိုတဲ့မြို့သမီးနှုတ်ဦးသာပါဝင်ခဲ့ပါတယ်။တက္ကသိုလ်ကြီးကိုယ်တိုင်မှာထည့်တွက်ရင်တော့ဒါဟာ16ရာခိုင်နှုန်းသာရှိပြီးနော်ဒစ်နိုင်ငံတွေရဲ့36ကနေ67ရာခိုင်နှုန်းအထိရှိတဲ့ရေအတွက်နဲ့ရှင်အများကြီးနှဲပါနေတာကိုတွေ့ရပါတယ်။ဒါဟာ G7 နိုင်ငံတွေထဲမှာကျောင်းမတန်းတူညီမအနေဆုံးဖြစ်နေတဲ့ဂျပန်အတွက်တော့စိတ်ပျက်စရာကောင်းတဲ့အစားပြုမှုတစ်ခုဖြစ်ခဲ့ပါတယ်။တက္ကသိုလ်ကြီးဟာဗီဒိုဝင်ကြီးကျော်ဟာမာဂရက်တာချာကိုအားကျသူတူဖြစ်ပြီး မြင့်ကြီးကျော်ဟောင်းရှင်စုအားပေးရဲ့ Happy Nomi စီဝိုင်းမူဝါဒကိုဆက်လက်ကျင့်သုံးမယ်လို့ကြေကျော်ထားသူပါ။